ညံ့ဖြင်းနဲ့အိမ်တောင်ရေးအခြေအနေတွေကနေဒါမှမဟုတ်เนาะညံ့ဖြင်းနဲ့ဈေးဝါးတွေရဲ့အန္တရာယ်ကနေ မဖြစ်စေခြင်းလို့ကျွန်မကတော့ပိုးဆိုးပတ်ဆက်တချို့လူတွေကကျွန်မကိုမကြိုက်ဘူးအဲ့အကြောင်းရင်းကလည်းတချို့လူတွေအတွက်ကပိုးဆိုးပတ်ဆက်တိုက်စီတဲ့အကြောင်းရင်းမှာအဲ့တော့မဆူကြီးကိုမျက်နှာကြည့်နေတယ်ဆိုရင်တော့မဆီဘာလုပ်တယ်ဆိုတာသိလိမ့်မယ်အင်လောင်ရင်းနဲ့ပတ်သက်တဲ့ဒီကျမ်းမာရေးမြေသမီးမှလည်းတင်ပါတယ်မိသားမှလည်းဟိုဟာပါတယ်အဲ့ဒီအတွက်သူတို့နှစ်ခုတွေကပြဿနာကတက်ကြတယ်သူတို့ကခနာကခနာပေရရခနာကိုကြီးကဖြစ်နေတဲ့အရာလေဟောက်လက်တစ်ချောင်းချင်းကြီးကလည်းပြဿနာတက်တယ်လို့သူတို့လည်းအကြောင်းမျိုးကြောင့်တက်ကြတယ်အားနေကြတယ်ဆိုတာရှိတယ်အဲ့ဒါကိုနားလေသဘောပေါက်အောင်ကျွန်မကတော့ ော့ညံ့ဖြစ်တဲ့အိမ်တော်ရေးရန်တွေကနေကာကွယ်ဖို့အဲ့ဒီခါမှာဆေးတစ်ခုတည်းကြီးပဲမသမီးတရားမသားတရားလိုအပ်ချက်ကြီးပဲမဟုတ်ဘူးဒီနေ့ဆမကိုဒီလိုစကရစ်လေးပေးလာတယ်အဲ့ဒါကဘာလဲဆိုတော့ဟိုဆမစတိုရီပြောပြနေကြပါတော့ဆက်ဝင်သားရဲ့အကွယ်ဆိုဆက်နားထောင်ဒီစတိုရီကလေဟိုကိုအကိုလေမိမရှိရတဲ့လက်သမားလိုဖြစ်ရှင်းနေရတဲ့အပြင်သူကအမျိုးသမီးကသူ့ထက်အသက်ကြီးတဲ့အတွက်ပြီးရင်အဲဌာနဆိုင်ရာတခုမှလည်းလှုပ်လှုပ်ခဲလို့လားမသိဘူးအပြည့်အသက်ကြီးမှအပြိုကြီးကလည်းအိမ်အောင်ကြလို့လားမသိဘူးမတင်တာတက်ဘူးနောက်ကြောင့်အော်အော်ငေါ့နေတာပဲအဲ့တော့သူက သူမြေမြေတရအသက်ကြီးတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကအကိုတော့ဟုတ်မဟုတ်စဉ်းစားကြည့်နော်အာစမမစတိုရီအများကြီးရှိတယ်ဒီနေ့စတိုရီကနေဒီမှာပြောပြပေးမယ်အဲ့တော့ကိုမြသမီးကကိုအမျိုးယူစုစုဖြစ်တယ်ကွာအသက်အရွယ်ကြီးတယ်စီးပွားရေးပညာသူကဆက်ဆက်ရဥဆောင်နေတဲ့သူဆိုတော့ကိုကအာနည်းနည်းလေးတိတ်ငယ်ဒါမှညကစားတော့ကအာပြေဝပေါ့နော်ဒါမှတစ်နှစ်လောက်ပြည့်တဲ့ခါမှာတစ်လမှတစ်ခါတောင်မှနေဖို့အနိုင်နိုင်ပေါ့နော်အဲ့တော့ကလေးယူဖို့ဆိုလဲစစ်တဲ့ခါမှာမြသမီးဘက်ကတကြီးအတွက်အားနှက်ချက်လေးတွေလိုတယ်ဒါမှမဟုတ်သူစိတ်အားငယ်မှာဆိုးလို့တဲ့ သူ့ဆောင်ဆမတမတေချာဖတ်နေရအားငယ်မှာဆိုလို့ခလေးမရှိတော့ဘူးဟောပို့လို့လက်တာပေါ့မိမရဲ့အားငယ်ပါနဲ့အဲတို့ရလဲယူရတာပေါ့အဲအဲ့လိုမျိုးပေါ့နော်သူကသွားတယ်အဲ့တော့အဲ့ဒီမှာဆမတကအကြံပေးဖို့နီးလဲနေတော့အများကြီးပြပြထားတယ်ပေါ့နော်အဲ့တော့တေချာတခုတော့ခလေးအာခလေးယူဖို့စိတ်ကူးထားရဆိုရင်တော့အိုဒီပြအမြင်သားအမြင်သမီးရောစစ်သူကအမြင်သားစစ်ပြီးအမြင်သားပြဿနာမရှိဘူးမြင်သမီးဘက်ကပြဿနာလို့ပြောတယ်အဲ့ဒါဆိုရင် IU ဝင်စနစ်တင်တဲ့ဒါမှမဟုတ်ဘယ်လိုလုပ်လို့ရလဲဆိုရင်နီးလဲနေကို OG ဒီမှာတေချာပြ နော် folic acid ကြိုသား hormone acid ကြိုသားနော်အဲ့အလေးတွေလွတ်ထားလို့ရတယ်နော်အချိန်နဲ့ယူရတာပေါ့နော် main ကလေးဆိုတော့အသက်ရွယ်နေအဲ့တော့နောက်တစ်ခုကပြဿနာဘာလို့ဆိုတော့ main မရှိရတဲ့အတိုင်းကကိုယ်လက်နဲ့ကိုဖြစ်ရှင်းနေရကျွန်တော်ကလည်းတစ်သက်မှာတစ်ယောက်တစ်ယောက်ဆိုတစ်ယောက်မပြောင်းချင်ဘူးတဲ့ကျွန်တော်တို့အကြံပေးပါအောင်ဆိုတော့စေဝါးကြောင့်မဟုတ်တော့အဲ့တော့ကျွန်မကတစ်ခါကျရင်ဟိုအိမ်နာရင်းနဲ့ပတ်သက်ပြီးတော့လေးရှိရှိနဲ့ပတ်သက်ပြီးတော့အိမ်နာရင်းဒုက္ခနဲ့ပတ်သက်ပြီးတော့ပြောပြပေးနေရဖြစ်လို့ကျွန်မခေါင်းစဉ်ပဲပြောင်းရအောင်မလားပေါ့နော်လေးရှိရှိ coach လောက်ရအောင်မလားပေါ့နော်လုံးဆက်ချင်းလည်း comment မှန်းခဲ့ပေးကြအောင်အဲ့ဆိုတော့ fee တစ်ခုယူပြီးတော့ကျွန်မအဲ့လိုပုံစံပဲဟိုဆေး းတွေကြောင်းမပြောတော့ဘူးအဲ့ဒီဟာမျက်စိနှုတ်ကျင်တီးတန်းဆိုပြီးတော့သူ့ကို consult လုပ်ပေးတာကိုချင်းလုပ်ပေးတာမျိုးကျွန်မလုပ်ပေးရမယ့်ပုံစံမျိုးဖြစ်နေပြီပေါ့နော်အဲ့တော့ဆေးအကြောင်းနေနဲ့ပတ်သက်ရင်တော့ကျွန်မပြောပြပေးတယ်ဒီအကြောင်းအရာတွေကကျတော့ကိုယ့်အနေကိုအမြဲတမ်းချင်းမတားချင်းဒါမှမဟုတ် relationship နဲ့ပတ်သက်တဲ့ coach တွေမှာတိုင်ပင်ပြီးတော့ဆွေးနွေးတာတော့ပိုကောင်းတယ်ပေါ့နော်အဲကျွန်မက relationship coach မဟုတ်ဘူးဆေးအကြောင်းပြောတာပြီးရင် business coach နော် relationship coach လည်းမဟုတ်ပါဘူးရှင်နော်အဲ့တော့ဒီဗီဒီယိုလေးကနေအခုလိုမေးချင်တာလေးရှင် comment မှန်းခဲ့ပါ